ဟိုဘက်ကတော့အပြည့်ဝပြင်ဆင်နေပြီဘလို့စပြင်လဲဆိုရင်ဒေါအောင်ဆန်းစုကြည်နဲ့ပေါင်းနိုင်တဲ့သူရရွှေမနဲ့ပေါင်းသွားရင်ငါတို့2008အခြေခံဥပဒေခံတက်ကြီးတော့ပြိုပြိုလိမ့်မယ် အန္တရာယ်ရှိတယ်ဆိုပြီးစပြီးသူရရွှေမန်းကိုစဖြိုးပြီးဖြိုးပြီးတော့နောက်တစ်ဆင့်ကသူရရွှေမန်းကိုဖြိုးပြီးပြီးတော့သူတို့အင်အားနဲ့သူတို့ဆက်ထိန်နိုင်မလားမထိန်နိုင်ဘူးဆိုရင်သူရရွှေမန်းကိုဖြိုးပြလိုက်တာနမူနာပဲရှေ့ဘာမဆိုလုပ်ဖို့မလဲဘူးအသင့်ပဲဆိုတာကိုပြတာပဲအဲ့ဒါမလို့ဒီလုံလောက်မလားဒေါန်ဆန်းစုကြည်ပြောသလိုမလုံလောက်ဘူးလားဆိုတာခုနကတော်လန်ကြီး ညာရှင်တွေခင်မလို့ထားခဲ့တယ်ဆိုတဲ့ဥစ္စာနဲ့ပတ်သက်လို့သူပြန်လဲစဉ်းစားတဲ့လို့ဆရာအကြံပေးထားတယ်အဲ့ကြမြန်မာပို့စ်မှာမကြခင်ရပါဘူးအဲ့တော့ခုလက်ထပ်ပြောချင်တာကတော့အေးအဲ့ကြလည်းမှာဆရာပြောတာတင့်နဲ့တစ်ပေါင်းနှစ်လို့နိုင်ငံရေးမှာတွက်လို့မရဘူးနိုင်ငံရေးမှာတင့်နဲ့တစ်ပေါင်းသုံးရဖြစ်သွားနိုင်တာလည်းရှိတယ်နိုင်ငံရေးဆိုတာဒါကြောင့်ပုံသေးကြီးတွက်လို့တော့မရဘူးအမြဲတမ်းသတိထားပြီးတော့ကိုဒီမိုကရေစီအင်အားစုညီညွတ်ရေးတော့ short မတွက်ပါနဲ့ ိတ်ကြီးတော့ဟလာတစ်ဖက်ကိုစစ်တပ်ကိုစီယုံတာလဲစီယုံပေါ့သို့တော်လည်းပဲတိတ်ကြီးတော့အာကြီးစိုက်ပြီးတော့အာကိုပြီးတော့စီယုံပြီးတော့ဒီဘက်ကလူတွေအပေါ်မှာကိုလူတွေအပေါ်မှာတင်းမာတဲ့သဘောထားတွေကိုပြန်လဲသုံးသပ်တင်တယ်လို့ဆရာအဲ့မှာပြောခဲ့တယ်ဒါကိုလည်းဆရာထပ်ပြောတယ်